အားလုံးပဲမင်္ဂလာပါရှင်မြမ Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့မင်္ဂတော်ဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းတည်တည်ကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိမ်ထားပေးဖို့အထောက်ဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြအောင်ညုံမင်းကြီးမိဘတို့သည်တောသူတောသားများဖြစ်ကြသည် စင်ရင်လေစင်ရင်ကြစွာသည်ညမင်းငယ်စဉ်ကပင်အဖေကဆုံသွား၍မောင်ဆုံမဒေါခင်သည်တမင်းလေးကိုညှဉ်းညင်းစွာနှင့်မွေးမြူခဲရသည်ညမေတို့မှဟင်းဒရာမျိုးတောင်ပတ်ငားမိုက်ခန့်အကွာနမောရွာတွင်အစွန်အဖျား၌နေကြရသည်ဒေါခင်သည်မိမိ၏တဲကလေးရှိပိုင်းတွင်ဘူးဒီကြောကြောကအသက်မွေးရသည်ကံအားလျော်စွာဒေါခင်၏ဘူးဒီကြောမှာတပြေးပြေးနှင့်နာမည်ရလာပြီး ကြောင်နိုင်သမျှကုံသာကုံတော်သည်နမောလန်းမှာလေလန်းမော်တော်ကားလန်းကြသဖြင့်ဒေါခင်ဤဘူးသည်ကျော်ဆိုင်ပြီးစားရင်စားကန်တစ်ခု ဖြစ်သွားလေတော်သည်ဒေါခင်သည်သူများအမိများချက်တားသမီးကိုကဲလွန်၍ပုံမချစ်သည်ဟုဆိုလောက်သည်မိမိမှာညဉ့်ညင်စင်းရဲစွာနှင့်လောက်ကိုင်းစားတော့ရတော်လေသမီးကလေးကိုအလောက်ကျန်းကိုမစောပြီးတမျက်စီကအစမလှဲခိုင်းရန် ညုံမေမှာကုသောထိုးသူဖြစ်၍အတ္တမီပုံပန်းရုပ်စင်ချောင်းမော်၍ခြေကင်နှစ်သက်ဖွဲကောင်းလာသည်ကျုပ်သမီးလေးရုံးမခေဘူးတော့မင်းကတော့ဖြစ်မဲ့သမီးလေးဟုအိနီနာစင်တို့အားပြောလေရှိသည်ရွာဦးကျောင်းဖုံးတော်ကြီးကအိုကုတလာကဒေါ်ညုံမေဤခုနှစ်လရက်နေ့ကိုမေး၍ဟဲ့တကမာကြီးနေသမီးရာစဘွားကလေးဟဲ့မင်းကတော့ဖြစ်လိမ့်မယ်ဟု တခါကဥပုံဆောင်ရင်ပြောမိရာဒေါခင်ဒီမင်းကတော်ယူရှူနေနေတော်သည်လူတွေတိုင်းလိုလိုပြောပြသဖြင့်အချို့ကပြုံးသည်အချို့ကမေ့၍မျက်ဆောင်ထိုကြသည်ငယ်ငယ်က6နှစ်လောက်အရွယ်ကပင်မခိုင်းရဲ့မစင်ရဲ့ဦးရွှေလူဤမြမသာတင်ချောင်းတွင်ထားပေသည်ခရတန်းအောင်သောညိုမေဒီနမ်မော်ရွာအုတ်တိုင်းပိုင်းလူကုန်းတန်းပိုင်း၌ခင်ရွှေနှင့်တမ်းမြင့်တို့ဟင်းသားမျိုးအင်္ဂလိပ်ချောင်းတွင် နေကြသည်ကိုအားကြပြီးတော့မိမိလည်းအင်္ဂလိပ်စာသင်ခြင်းသည်ဟုအမိဟာပူဇော်လေတော်သည်သမီးယူယူနေသူဘူးသီးကျော်တဲ့မုတ်ဆိုးမကြီးမှာမငင်းလေမငင်းနိုင်မတက်လေမတက်နိုင်ဖြစ်၍ရှင်တင်၌ဘလောင်ဆူသွားသည်ဟဲသမီးရဲ့စိတ်မပူနဲ့ငါကျွန်ခံပြီးတော့ထားမင်းအဲဒီလိုစိတ်ဆုံးဖြတ်လိုက်လေသည် မကြာမီပင်ဟင်းသရမြို့တွင် လက်မော်လန်းသွားလေမော်တော်ကားများဆိုင်ရအနီးမှာ အခန်းချင်းကလေးတစ်ခုကိုဒလ40နှစ်ငှား၍အိမ်ပြောင်းကြတော်သည်အကြောင်းသိပြီးသောဖောက်တဲ့ကားသမားများ၏ဗစက်ကြောင်ညာကြောင့်ဒေါခင်ဘူတိကျော်ဟုအတော်ခေစားလေတော်သည်ဒိုးဆောင်လေးတမင်းငယ်ကိုအင်္ဂလိပ်လေးတန်းကအစားချားနိုင်လေတော်သည်အင်္ဂလိပ်ကျောင်းသူရှင်ညွတ်မီအပြိုပေါက်ကတော့အမီဟုပင် မှတ်ထိန်ဟန်မရှိအလုံးအကျွင်းအခိုင်အစေဟုမှတ်ထိန်ဟန်ရှိတော်သည်ငယ်စဉ်ကစား၍အမိဖြစ်သူကငေါ့၍မှမပြောမဆိုဘူးလေတဖြင့်ကြောင်ရွံ့ရိုသေးရမှန်းမည်မသိဖြစ်နေလေတော့သည်အဝင်းအစားသုံးဆွဲ၌အတော်ကိုလွန်မာသောမိန်ကလေးဖြစ်သည်တခါတရံမိမိလိုသလောက်ပတ်စံတောင်း၍မရလျင်မိမိ၏လက်အောင်ငယ်တောင်းကဲ့သို့အောင်ငေါ့ချိန်မောင်းချင်းကိုပင်ပြုလေသည် ထိုအခါအမိမှတစုံတရာပြန်မပြောင်းဝင်။ဒါကြောင့်ကြောင့်လေးကုတ်ရည်နေရရှာသည်။ကုတ်နေရုံနဲ့မပြီးသေး။လိုသောပတ်စံကိုချင်းကပေါင်နိုင်ရပြီဖြစ်စေ။ရှာပေးရရင်ခြေပေးရသေးသည်။တဖြည်းဖြည်းအတန်းကကြီးလာလေ။ဇရိတ်ကြီးလေးဖြစ်ရကဘူဒီကျော်လုပ်ငန်းကြီးမလုံလောက်ဖြစ်လာလေတော့သည်။ကျောကတော့ခင်မှာမကြံတတ်ပြီးဖြစ်၍အထက်တန်းမိုင်းတစ်ခုနိုင်တပြက်စီလဲကြံတိုင်း အဝိရှောအစေခံလောက်ကိုမွန်းတဲကနေညနေဆောင်ထိလောက်ရရှာတော်သည်အေးလောက်ကိုသမီးတင်လျင်ရှက်မြေဂုံပြဲ့မြေဆို၍ဖွေမပြောပဲဆက်လိတ်ဆိုင်၌ဈေးတုံရသည်ဟု၍လိန်ပြောထားသည်အေးတော်ရင်နနက်တွင်ဘူးသည်ကြောင့်မွန်းဆဲသောအစေခံလောက်ခဏုံနှုတ်အနေစားဖြင့်မိဖုရားလောင်းသမီးတစ်ပါးကိုစူးစမ်းပြီးတော့အင်္ဂလိပ်စာသင်စေလေတော်သည် ညမင်းစဲတဲ့အောင်နေကံအားလျော်စွာဟင်္ဒလာစားတိုက်ကြီးတွင်စည်ရီမာကလေးအလောက်ကိုရသည်မိမိနေရုံကမှရုံကြီးလမ်းဖြင့်ဖြတ်၍စားလိုက်သို့နေစဉ်သွားရသည်ညမင်းမှနကိုကတနာကမအဝေစားကလည်းခစ်ဆန်ဟန်ကလေးပန်ကလေးကလည်းလှုပ်တက်ခက်ဖြက်ဖြက်ခက်စော့စော့အတော်ကိုလူကြီးခံရသောတငယ်မှဖြစ်လေသည်ထိုတငယ်မှနေစဉ်သွားရသောရုံကြီးလမ်းတွင် ပခန်းသာမြို့အုပ်ပုတ်ဆာကလူလာလာဘားရွှေကနေတက်သည် မကြာမီပင်ထုတ်လူလာနှင့်မိမချောသဘောစင်ထိတွေ့ကြသည်ဖြင့်စိုက်မိကြကုန်တော်သည်မညို့မီရဲ့မညို့မီတို့အိမ်ကိုတစ်ခါလောက်လာလေပါစေဟုမြို့အုံမင်းသည် မကြာမကြာပြောလေရှိသည်သူပြောသောအခါ၌ညို့မီမအသက်ရှူကြိုက်၍သွားတက်သည်ငါကချောဤလာဤအငွေစားလဲတောက်ပြောင်းသည် အင်္ဂလိပ်စာလဲတက်သည်ဆယ်ရင်မကြီးလဲဟုတ်တယ်မြို့အုံမင်းဒီငါ့အိမ်တို့လာခဲ့တော့အခြေစုံတို့တော့မလှမပါအခန်းငယ်ကိုတွေ့ရလက်တန်းအလွန်ကိုရှက်ဖို့ကောင်းသည်ထိုချန်ကအမိကအမိဟိုပင်မပြောင်းဝင်တော့အောင်စုတ်ချသည်ရှက်ဖို့ကောင်းသည်ဘူးဒီကြော်ရ၍အိုးမဲပေပေရေစိတ်မရှိသောခေါင်းဆုပ်ပွားညက်ပတ်ဆုံးပြတ်သောအဝိစာကြမ်းတမ်းသောရုပ်လက္ခဏာ အိုးဘယ်နေရာမှရစရာမရှိအေဒိုအမကိုမြင်ရပြီးငါအမီးဟုတည်သွားတော့လေငါကမင်းကတော့လုံရတော့မင်းမဟုတ်အော်ကိုကောကလေလူတွေတိမဆိုးလို့ပါမလာပါနဲ့အောင်အချိန်ကျတော့ကျမလာခေါ်ပါမယ်အိမ်လိုအသွဲသွဲလှည့်စား၍သာပြောနေရတော့သည် မနေနိုင်တော့မြို့သူကတရှုံနဲ့စုံစမ်း၍ ညမေကြီးနေရာကိုတည်တော့အခါတညနေ၌အတင်းသွားလေတော့သည်ညမေသည်အန်အားသင်ကပြလောင်ခတ်၍အမိကိုအကပြကရလက်ကုပ်ပြီးမိဘဆောင်တွင်မြန်မြန်သွားနေပါဟုမောင်းထုံလိုက်လေတော့သည်အမေကြီးကဘာမသိညာမသိနဲ့ကပြကတိပြေးဝင်ရရှာသည်ကိုကောကလည်းမလာပါနဲ့ဆိုတာလူတွေသိကုန်ရင်အိုးတိတိဘာဖြစ်လဲကျမ အရင်ဟိုဥယျာဉ်ထဲမှာတိုက်ခန်းခါနေတယ်။အခုဒီအခန်းကတော့အရင်ဆယ်ရန်းဆောင်မွေးနီးတော့ကကြောင်ကြကြတိတ်ဆိတ်တဲ့နေရာမှာတယောက်တည်းစာကြည့်ခြင်းလို့ဒီခန်းလေးကိုခဏငါပြီးတော့နေတယ်။ဆောင်မွေးအောင်လာနဲ့ဒီခန်းလေးကနေအကျိုးပေးရဆိုပြီးတော့မလို့ရဖို့စသဖြင့်သူဟာသူမလုံမလီဖြစ်နေတော့သည်။အေးတွင်ရိမ့်မတည်တတ်သောအမေဦးသည်မိဘဝါကနေ၍သမီးအဲ့နေကိုလက်ဖက်ရည်တိုင်အောင်မလားဟုတ် လောခုံချော်လိုက်နေတော့သည်ညိုမေသည်အမေဦးကြီး အပြင်သို့မထွက်လာစေခြင်းသည်နှင့်อืมရှင်တွင်အိုတဲလိုက်စမ်းပါအေးလို့အမိန်ပေးလိုက်လေတော့သည်အော်ဒါကမညို့မရဲ့အမေလားမဟုတ်ပါဘူးအစီကံပါငယ်ငယ်ရေးကကြိရှုလာကြရလို့ကျမကိုတမီးလို့ခေါ်တာပါဟုစွန့်နှိပ်၍ပြောလိုက်လေတော့သည်အော်အစီကံမကြီးနဲ့နှစ်ယောက်ထဲနေသလားอืมဟုတ်တယ် ကိုင်းများရင်နွေးတွေပါတွေလုံးမနေပါနဲ့ကိုကိုအင်ကိုလိုက်ခဲ့ပါဟိုကျမှာတောက်ကြစားရတာပေါ့ဟာရှက်စရာကြီးမလိုက်ချင်ပါဘူးအိုးဘာရှက်စရာရှိလဲလာပါဟိုေရှာအောင်ခေါ်ခဲ့လေတော့ဒီညမေးတိုက်တွန်းချက်အရနင်းဆက်တော်မိတ်ဆွေများလောက်နေတာဘားရွှေကြီးအိမ်တွင်လက်ဖက်ကြီးပွဲတိုက်ကျွေ့၍မင်္ဂလာဆောင်ကိစ္စကိုပြီးစေသည်ထိုမင်္ဂလာဝဲကိုညမေးအမေ ကြားရောက်တာကြားလိုက်ရသည်မတွားရမတွေ့ရမမြင်ရရှာလေသည်ထို့နောက်မြို့မေဒီမြို့အုပ်အိမ်တို့ မြို့ကတော်အထက်တန်းစားမိမအဖြစ်နဲ့သွားရောက်နေတော်သည်မိခင်ကောနေရင်အခန်းမှာပင်ဖြစ်တယ်လို့ထားခဲ့တော်သည် အခုလိုက်လို့မဖြစ်သေးဘူးအမေရဲ့နောက်တော့ကျမကြည့်ပြီးစီစဉ်ပါဦးမေဟု လောကလှုပ်သွားလေတော်သည် ထိုလောကကောပင် အင်မတန်ကျေးဇူးပဲဟုယူဆကားငါသမီးကလေးမင်းကတော့ဖြစ်ပြီသူကြိုက်ကလို့နေပါစေသူချမ်းသာရင်ပြီးရောဟုချိန်နှဲ့၍နေတော်သည်ညိုမေကထုတ်ဘူးသည့်ကြောင့်မတော်၍မြို့အမေနှကောင်းတို့ရောက်ရှိ၍ညိုမေအမေမန်တိသွားရင်ကခရချည်ရဲ့ဟုတမျိုးပင်ပူမီတော်သည်တနေ့၌ညိုမေသည်လာခဲ့ပြီးတော့အမေရဲ့ဒီဘူးသည့်ကြောင့်အလုပ်ကိုမလုပ်ပါနဲ့ လူကြားလိုမှမကောင်းပါဘူးအမေရဖြစ်ချင်တိုင်းဖြစ်နေတမီးရမင်းကတော့အထက်တန်းစားဘယ်နဲ့လုံမလဲဟိုတမီးရအတူလဲမနေရစားဖို့တောက်ဖို့လည်းဘယ်ကားမှမရငါဘယ်နဲ့လုံနေရမလဲဒါကတော့ဖြစ်တယ်လို့တော်တယ်လို့ပေါ့ပြီးတော့လေဟိုကမြို့အမေတိတ်သွားရင်ချောခအမေကြီးညွတ်မေကြီးမျက်နှာကို အကြာကြီးစိုက်ကြည့်နေတော့သည်တခါမှ အင်းများလောက်ကြကြမကြည့်ဘူးကြီးမျက်လုံးများကစိုးလာသည်အင်းအင်းတမီးပြန်တော့အမေတော်တယ်လို့ကြည့်နေမယ်ဟုဆိုက မျက်နာလွှဲလိုက်နေတော်သည်ညိုမေသည်ခြေလေးလေးဖြင့်ပြန်ခဲ့ရာလမ်းတွင်ငါလောက်တာတော်မတော်ရင်လားအိုးဒီလိုမှမဟုတ်ရင်လေငါအထက်တန်းစမိမအဖြစ်ကမှ ရှောမှာပါပဲကိုတရားကိုစင်းရင်၍ပြန်လာခဲ့တော်သည် လေးရဲ့အကြာတွင်ငါမေဘလို့များနေသေးတယ်လဲငါပြစ်ထားလို့ကောင်းမေမထင်ပါဘူးလေဟုတွေးတော်ပြီးထိုအခန်းဘက်သို့ပြန်လာခဲ့လေသည် အခန်းတကားလေးစိတ်ထားသည်ကို တွေ့ရသည်တွန်းကြည့်တော့အခန်းထဲ၌ပြောင်နေသည်ကိုတွေ့ရ၏ထိတ်ခနဲရှိသွားသည်ထိုခဏ၌ကန့်နေသောအခန်းမှရှေးထန်းကလာနားစင်အားသည်ပေါက်၍လာသည်ဟဲ့ကလေးမနေအမေလေးဘူးသည်လေဟို ဇက်ကလေးလေးနဲ့တွားပြီငါကလေးစာတစ်ခုပေးထားတယ်နင်လာရင်ပေးလို့ပြောသွားတယ်ရောက်ဇက်ကူညင်းညင်းနဲ့စာကလေးကို အခောက်လိုက်ပေးလိုက်သည်ညွမေတီရင်းတထိတ်ထိတ်ဖြင့်တကားကိုမီ၍စာကိုဖတ်ကြည့်သည်ဇာမာဇက်ကူညင်းညင်းအဆောက်တစ်ခုတွင်ရေးထားပြီးအမေကြီးမှာညွမေကဲ့သို့အထက်တန်းစားပညာတတ်မဟုတ်ချေတပ်ပုံမှာစား၍အမမအချွတ်ချွနဲ့ ဖြစ်တဲ့လို့ရေးခဲ့သောစာဖြစ်သည်မြို့မေတမီအမေတိပြီအမေဆိုတာကိုမေးတဲ့တမီကိုသိတာပေါ့ငါကို အမေတော်ရမှာကိုအမေလို့ခေါ်ရမှာကိုတမီရှက်တယ်ဆိုတာကိုအမေတိပြီငါလည်းမင်းကတော့အမေလို့ဖို့မတော်ဘူးအဲ့ဒီတော့တမီခုံမပြတ်အောင်လို့အမေရှောင်ပေးပါမယ်ကွယ်ငါတမီချမ်းသာရင် အမေဝမ်းမြောက်ပါပြီလိန်လိန်မမနေရင်တော့တမီအမေလေးအဝေးကပဲဆူတောင်းမယ်ငင်းစင်ကဆာ၍ပင်မဆင်းရင်စွာဖြင့်လောက်ကျွေးမွေးမြူခဲ့သောအမိဤဇလန်သည် ပေါ်၍ပေါ်၍လာကမျက်နာနီးမြန်းလျက်မျက်ရည်လေလာခဲ့တော်သည်မိမိတင်ပင်အထက်တန်းစားမိမလုံးမွေးမိခင်မင်းအထက်တန်းစားမိမလုံးဟု တွေးတော်ဆုံးဖြတ်နိုင်တော်သည် ဟဲ့ကောင်မလေးနင်းလေဖျားရလားမျက်နှာနီးတယ်ပါလဲနီးလာတယ်နင်းတို့ဖားဖြစ်ကြတာလေနာလေးစိတ်အပေါင်းကြီးမကောင်းဘူးတို့ဘာမှမဖြစ်ပါဘူးရော့ပတ်ဆက်တမတ်ငါသွားတော့မယ်ဆို၍ထွက်လာခဲ့တော်သည် နာတရားဒီမက်ဆေ့ကိုကြည့်လိုက်ညွမေတွားရကိုလှမ်းကြည့်လိုက်နေစံရင်နေခဲ့တော်သည်ညွမေသည်လင်းတဲ့မြို့အုံအားအလုံးစလန်း၍ပြောပြီးတော့မိမိမိုက်မှမှန်သမျှကို ဝင်ချတောင်းပန်နေတော်သည်ပညာတတ်ဖြစ်သောမြို့သည်လည်းအမှားကိုသိ၍အမှန်ကိုရောက်လာခြင်းသည်မင်္ဂလာတပါဖြစ်သည်ဟုအားလုံးကျင့်နေဝမ်းသာလေသည်မကြမီပင်မြို့မယောမြို့ဥပါ မော်တော်ကားတစ်စီးဖြင့်မြို့မေတို့နေရရင်နမောင်းရွာသို့လိုက်ခဲ့ကြသည်တဲရင်စုပ်ကလေးသည်ကျွတ်တုတ်ကျတဲ့နေတုတ်တန်တစ်စက်ပြင်ကဲ့သို့တိတ်ဆိတ်လျက်ရှိတော်သည် ဝင်သွားကြတဲ့အခါမှာနီးစုပ်ဖျားပေါ်မှာပလက်ဖြစ်နေသော အမေအိုကြီးကိုတွေ့ရတော့သည်ညိုမေသည်ထိတ်လန့်သွားကအသက်မှာရှိသေးပါသေးလားဟုရှင်ဘက်ကိုဆမ်း၍ကြည့်ရအသက်မြမြရှိသေးသောကိုတွေ့ရတော့သည်ညိုမေသည်အမေအမေဟုတာယာစွာနှိုးလျာအတန်ကြာမှမျက်လုံးပွင့်ရ၍ချီနေသောအသံဖြင့်အော် တမီညွတ်မေလာဟုမင်း၍ပြုံးရောင်ပြူတော်သည်တဖန်မျက်နှာမျိုးသွား၍မျက်ရည်များကျလာကတမီလိမ့်မိန်မမနေရင်တော့ဟု ပြောပြီးနောက်မင်းကတော့အမေကြီးအရသာကို မခံစားရတော့ပဲဘူတီကျော်တဲ့အစီကံဘဝနှင့်မင်းဤဘဝကိုဇက်သိမ့်ယုတ်သွားလေတော့သည်